စ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြတိုက်ပွဲတွေကြောင့်မြေတဝဲကာလန်ပိနေပြီးမြို့မြို့မှာကြက်ဦးကြက်သားဝတ်သားနဲ့ကုံစင်းတွေအပါအဝင်စားသောက်ကုံစင်းနှုံတွေမြင့်တက်လာတယ်လို့မြို့ခန့်တွေကပြောပါတယ်။မြေတဝဲကာလန်မဝော်ကတရချောင်းမြို့နယ်ထဲမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့်မြေတဝဲကာလန်ပိနေတာ၁၀ရက်ကျော်လာပြီဖြစ်ပါတယ်။အခုလ၁၈ရက်နေ့ကလေးကတရချောင်းမြို့နယ်ဝင်းဝါရွာရဲစခန်းကို KNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်းလီချောင်းတက်ခတ်မှုတွေစက်တိုက်လှုပ်ဆောင်နေတာပါတိုက်ပွဲဖြစ်ပွားတဲ့၁၈ရက်နေ့ကစလို့တဝဲနဲ့မြေကာလံပြတ်တောက်နေပြီးဒေသခံတွေ အနေနဲ့လည်းရေချောင်းကနေသွာလာနေကြရပါတယ်။လမ်းပိတ်တာကြောင့်ရေချောင်းကနေတည်ယူလို့မရတဲ့ကြက်ဦးကြက်ဝက်တွေနဲ့ကုံစင်းတွေအဓိကစီးတက်လာတာဖြစ်တယ်လို့မြေမြူခံတွေကဆိုပါတယ်။ဟိုလက်ရှိကတော့အဓိကအခက်အခဲတော့ဟိုချီချူရတာဖြစ်နေတာ။ ြုတ်တော့ဒီနေ့မိနစ်၉00ရပါရဲ့နော်အဲဒါပေမဲ့ဟိုတရားဖို့ဆယ်လုံးဝရမယ့်အများကြီးလည်းမရှိဘူးတချို့ဆိုင်ရယ်ဆိုလည်းကျုပ်တွေပြန်နေတယ်ခင်ဗျာပြောကုန်စည်းရတော့ယူရီးယားဘက်ကလည်းလည်းဝယ်ရနေရှိတယ်ကျန်တဲ့ဈေးကအရင်များနေတယ်ခင်ဗျာဈေးကဟိုရမ်းကလည်းပြေးရတယ်နဲ့ဘာလို့ဆိုတော့ဈေးကလည်းပိုပိုသမားဈေးတွေပိုနေတော့ပြီးတော့ဟိုမင်းဖြစ်တဲ့ပုံနဲ့လည်းဈေးတင်နေတယ် လက်ရှိမြေမျိုးမှာတိုက်ပွဲကာလမတိုင်မီက450ကျပ်ဝင်းကျင်မှာရှိခဲ့တဲ့ကျပ်ဥတလုံးကိုကျပ်800ကနေ1000ဝင်းကျင်အထိဈေးပေါက်နေပြီးကျပ်ဥဒိုင်တွေကလည်းအကန့်အသတ်နဲ့သာရောင်းပေးနိုင်တဲ့အခြေအနေဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ကျပ်သားဝက်သားနဲ့ကုန်စင်းတွေလည်းစီတက်နေပါဗျ။တိုက်ပွဲကာလမတိုင်ခင်ကကျပ်သားတပိတ်သားဈေးကကျပ်1400ဝင်းကျင်ရှိခဲ့ကြတာကနေလက်ရှိမှာ3000ခွဲဝင်းကျင်ဈေးပေါက်နေပြီး ဝက်သားတပိတ်သားကိုအရင်က3000ခွဲကျက်ဝင်းကျင်ရှိခဲ့ရာကနေအခုလက်ရှိမှာ3800ကျက်ကနေ4000ကျက်အထိဈေးပေါင်နေပါတယ်။ရန်ကုန်ဘက်ကနေမြင်းမြို့ကိုတင်ပို့နေတဲ့ကုန်စင်းတွေလည်းပြက်လက်နေပြီးလမ်မပိတ်ခင်ကကျက်တုံနေတပိတ်သားကိုကျက်2000ကျော်ကနေအခုလက်ရှိ3500ကျက်နဲ့ကျက်တုံဖြူတပိတ်သားကို8500ကျက်ဝင်းကျင်ကနေ12000ကျက်ဝင်းကျင်ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီနေ့ဈေးသွားတာပေါ့နော်ဒီအောင်ကုန်ဆိုင်တွေကလုံးဝမဖွင့်တော့ဘူးကော်ဖီတုပ်တွေကော်ဖီဘန်တွေလည်းမရှိတော့ဘူးဟွာကျဲဦးကလည်းလေလိုတနောက်ဝယ်လို့မရတော့ဘူးတကက်လူကြီးတကက်ဝယ်လို့မရတော့ဘူးပေါ့နော်သူတို့ဟိုပြီးတဲ့ပမာဏတိုင်းပဲဝယ်လို့ရတယ်အဲ့လိုမျိုး ကားလမ်းပိတ်နေခြင်းဒေသခံတွေကတော့ရေလမ်းကနေအ धिक သွားလာနေကြပြီးခီးသက်တူကိုမြေတဝဲစပီးဘုတ်ခီးစဉ်တစ်ခုအတွက်နှစ်သိန်းခွဲကျပ်ကြာတင်ပါတယ်။